ကပုံလေးတစ်ခုရှိတယ်။သင်ကောင်းလျင်ဟဲ့တတိမရတော့သင်ကောင်းလျင်ကျွန်တော်ဆိုးတာလားမဆိုးပါလား။ဒါဆိုရင်သင်ဆိုးရင်သင်ကောင်းမဖြစ်ရင်ဟဲ့မဖြစ်တော့တော်တော်ရောက်သွားပြီ။သင်ကောင်းလျင်ကျွန်တော်မဆိုးပါဆိုတဲ့အိဗေကဘာကိုပြောနေရလဲ။အပြင်ကလူကကိုယ်လွှမ်းမိုးသွားတာထိမ့်ချုပ်သွားတာ။ မဲ့တော့ခရစ်တော်ကတင့်ကိုထိန်းချုပ်ပြီးတော့တင့်ကဒီလောကကိုထိန်းချုပ်နိုင်တဲ့သူဖြစ်စေချင်တာလေလွှမ်းမိုးနိုင်တဲ့သူဖြစ်စေချင်တာလေအတော့အခုက outside in ဖြစ်နေတာအပြန်အရာကိုတဲကိုဝင်လာတာသင်ကောင်းရင်ကျွန်ုပ်မဆိုးပါသင်မကောင်းရင်တော့ကျွန်ုပ်ပြန်ဆိုးမယ်အဲ့တော့မင်းငါ့ကိုလာမဆိုးနဲ့ငါပြန်ဆိုးမယ်ဆိုတော့လောကကကျမတို့ကိုလွှမ်းမိုးသွားတဲ့အရာဖြစ်တယ်ဒီလောကကတော့သူ့အလုပ်တိုင်းသူဆက်လုပ်နေမှာပဲဒါပေမဲ့ဒီလောကရဲ့ပြောင်းလဲခြင်းတံတန်းထဲမှာကျမတို့မပြောင်းလဲသွားဖို့လိုတယ်ဘာတွေမပြောင်းလဲရဘူးလဲ ဖယားသခင်နဲ့ဆိုင်တဲ့ကောင်းသောအမှုရာတွေမပြောင်းလဲဖို့အရေးကြီးတယ်။အာမင်။အဲ့ဒါလေးကိုတတိယစေခြင်းနဲ့သင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်မဆိုးပါ။ဘယ်တော့မှရှေ့သူပြောသင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်မဆိုးပါ။အာမင်။ကဲတော့ဆရာမရဲ့ကျမ်းစာထဲမှာအဲ့ဒါပါလို့လား။ကျွန်မပြောပြမယ်ဆရာဒီအရင်တော့ကျွန်မအရန်နိုင်ခြင်းခဲ့တိုင်းတရား ပြောဦးမှာပဲ။ तू က professional လေ။ professional တီးတဲ့တယောက်လေ။ကျမကဘာဂီတာမှလည်းယူတော့မသိဘူး။ဘာဆန်းနီယာမှလည်းမကော့မှလည်းမသိဘူး။အဲ့တော့ तू ကကျမကိုဘာလုပ်လဲ။ဆိုပါစို့ကျမဆိုနိုင်တဲ့ key က C key ဆိုပါစို့။အဲ့ဒီတယောက်ဘာလုပ်လဲသလား။ D တွေ E တွေ F တွေ G တွေအထိဆိုခိုင်းတာ။ကျမမသိဘူးဘာဖြစ်လို့ငါဒါကိုစုံနိုင်ရတဲ့အခုတစ်ခေါက်မှမရတာလဲစူးစမ်းတယ်ဒီနောက်လဲပြီးအကြောတွေထောင် ကျွန်မမမိသေးတယ်။တခြင်းတစ်ပုတ်တော်တော်လေးခတ်တယ်။အခုနောက်တချို့ရေဆိုပြန်ပွဲမှာလင်းစေပါ။ဟူဇောပါသူဒါ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 အဲ့အမျက်နာတနာတယ်။သူလှုပ်ခဲ့တဲ့တခြင်းတစ်ပုတ်ရှိတယ်။ချီးမွမ်းရနဲ့။အဲ့ဒီတခြင်းကဘလောက်တောင်ခတ်တယ်လဲဆိုလို့ရှိရင်အစပိုင်းကတော်တော်နိုင်တယ်။နော်အလေရောက်လာရင်အမြင့်ဆုံး one or diff လို့ခေါ်တဲ့လုံးဝဆန့်ကျင်ဘက်ဆိုရတဲ့တန်စီမျိုးနေရတဲ့ချီမွမ်းရဒလိုဒလိုဒလိုကြီးဆိုလာပြီးတော့မှ လင်မာမပေါကြီးတော့အဲ့လိုမျိုးအဲ့လိုမျိုးတခြင်းကိုသူကဘာလို့ဆိုအမြင့်ကြီးနဲ့လောက်တာဟာကျမအနေနဲ့လေတအားခတ်တယ်တလားစိုးနေနဲ့နားတွေကလေတွေတောင်ထွက်တယ်သူကျမကဘလောက်တောင်နှစ်တိုင် သွားစေခဲ့တလားတတိုင်းမဟုတ်နှစ်တိုင် သွားစေခဲ့တယ်ဆိုတော့ကျမမမိသေးတယ်သူတို့အဲ့တခြင်းအတန်သွင်းတဲ့နေရာနော်ကျမဘဝမှာလေ သူတို့စမ်းသက်သမျှခံခဲ့ရလားတခါမှမလောက်ဘူး မလုတ်ဖူးတဲ့စတူဒီယိုသူတို့စတူဒီယိုဘယ်လိုလဲသိလားလေးထောင်ပဲရှိတဲ့ဒီအတောင်နဲ့တိုင်းရင်လေတစ်ထောင်နှစ်ထောင်သုံးထောင်လေးထောင်ပေါ့အဲ့ဒီလေးထောင်လောက်ပဲရှိတဲ့အခန်းထဲမှာအေးရကုတ်မရှိဘဲနဲ့ပန်ကာတတင်းနဲ့လေမုတ်ပေးမယ်အဲ့တိုင်းပဲဆိုတဲ့အဲ့လေလေးမုတ်ပြီးအဲ့ထဲမှာဘလို့ဆိုခဲ့ရလဲဆိုတော့တချင်းတခွေလုံးပြီးဖို့ရတဲ့တညတဲ့နဲ့အပြည့်ဆိုရတယ်ဟယ်လိုဟယ်လို ောင်းတာလေအဲ့လိုသွားလိုက်တော့ဘာဖြစ်သွားလဲတော့အခုကီးမြင့်နေဆုံနိုင်နေတချင်းကြာကြီးလေးမရှိလဲဆုံနိုင်နေအတန်လည်းမဝင်တော့တခါပြီကျမတို့ကနားမှာညင်းစစ်တက်တဲ့သူတွေကကျမတို့ကောင်းကြည့်ဖြစ်နေတာအာမင်အဲ့ဒီဆိုးတဲ့သူတွေကြောင့်ကျမတို့စိတ်ရှည်တက်လာတယ်အဲ့ဒီဆိုးတဲ့သူတွေကြောင့်ကျမတို့သဘောကောင်းတက်လာတယ် အရေးချင်းတွေတိုးတက်လာတယ်ဒီလိုပြောလို့ဆရာတိဆိုးတာမဟုတ်ပါဘူးဆရာတိကကျွန်မကိုကောင်းစေချင်လို့ပါ